ပြည်သူများခင်ဗျာ2025ခုနှစ်33ကြိမ်မြောက်ရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်မဲ့အမျိုးသားအမျိုးသမီးဘောလုံးဖူဆယ်လွှဲရေးစဉ်အတင်းများအတွက် ARR Bank အများပိုင်ကုမ္ပဏီ Limited မှပံ့ပိုးထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကိုတော့မက်လ9ရက်နေ့ညနေ3:00နာရီကရန်ကုန်မြို့မှာရှိတဲ့ Novotel Yangon Mass Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်ပထမဦးစွာမြန်မာနိုင်ငံ Olympic Committee ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျဖန်တော်တောင်မှအဖွဲ့အမှာစကားပြောကြားခဲ့ပါတယ်။ထို့နောက်မြန်မာနိုင်ငံအိုလံပစ်ကော်မတီထံသို့2025 33ကြိမ်မြောက်စီးကိန်းပြိုင်ပွဲအောင်နိုင်ရေးအတွက် ARI Ban အများနှင့်သက်ဆိုင်သောကံမဏီမှငွေကြက်သိန်းတထောင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အကြီးတန်းဒုတိယဥက္ကဋ္ဌဦးပြဖြိုးတေစာမှငွေကြက်သိန်းတထောင်လို့ကိုလူတန်းရာအားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျဖန်တော်တောင်ကလက်ခံရယူပြီး ုံပြုမှတ်တမ်းလွှာများပြန်လည်ပေးရခဲ့ပါတယ်။အဲဒီနောက်မှာတော့2025စီကိန်းပြိုင်ပွဲမှာမြမလူကြီးစဉ်အမျိုးသားအမျိုးသမီးဘောလုံးဖူဆယ်လင်းစဉ်အသင်းများအောင်နိုင်စေရေးအတွက် ARB ဘဏ်အများနဲ့သက်ဆိုင်သောကုမ္ပဏီကငွေကျပ်300တထောင်တိတိပံ့ပိုးကူညီမိသဘောတူစာချုပ်ကို ARB ဘဏ်မှတာဝန်ရှိသူများနဲ့မြမနိုင်ငံဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများကသဘောတူလက်မှတ်ရေးထိုးခဲ့ကြပြီးအမတ်တရစူပေါင်းတပ်ပုံရိုက်ကူကအခမ်းအနားကိုကြုံတင်ခဲ့ပါတယ်။33ရင်းမြောက် အရှိတောင်အာရှအာကစားပြိုင်ပွဲကိုတော့လာမယ့်2025ခုနှစ်ဒီဇင်ဘာလအတွင်းထိုင်းနိုင်ငံမှာကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျာ